ဒီကတော့ Xiaomi 15လေးအကြောင်းကိုလူတို့ရှင်းအသေးလေးပြောကြရအောင်ဒီ Xiaomi 15မှာပထမဆုံးလက်ထဲမှာခြင်နာနဲ့သဘောချမှတ်အချက်ကဒီကောင်ရဲ့ weight balance နဲ့ပြီးရင်ဒီကောင်ရဲ့ body base quality design လက်ထဲမှာခြင်ရချစ်ချစ်လေးလေးရှိတယ်အရင်ပော့နေရလည်းမဟုတ်ဘူးအရင်လေးနေရလည်းမဟုတ်ပါနဲ့100နေရတယ်ဒီလိုလက်ထဲမှာနည်းနည်းနဲ့တကယ်ကို premium sun နဲ့ phone တစ်လုံးကိုခြင်ရရဆိုရဲအရသာမျိုးပေးနိုင်တယ်ဒါကတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့နောက်တစ်ချက်နေတဲ့ဒီကောင်ရဲ့ camera ဘိုင်း Leica camera အနေနဲ့သူ့စေးသူ့ရန်ဝင်ခြင်းမှာအရင် ဟိုက်နေအောင်ကောင်းလာတယ်မဟုတ်ဘူးဆိုရင်လည်းပုံတွက်တော်များတကယ်ကျန်းတယ် ထွက်လာတဲ့ပုံနဲ့လုံအောင်ကို high quality တကယ်ကိုမိုက်ပါရယ်ဆိုတဲ့ပုံလေးကြီးပဲပြီးတော့ like ထုံးနေလည်းရအောင်ပါဆိုတော့ portrait တွေပါရိုက်လို့ရှိရင်အရန်တိတာတယ်တော်တော်လေး fine နဲ့ပြီးတော့ဒီနှစ်မှာ camera ဘိုင်းတွေကတော်တော်လေးကိုမိုက်လာတယ်ပိုလည်းဒီ software optimization တွေဘိုင်းနဲ့ပိုကောင်းအောင်လုပ်ပေးထားဖြစ်တဲ့အတွက်ပုံတွက်တွေကလည်းတော်တော်လေးကို fine လာတယ်ဒီလိုသေးလေးမှာ video quality ကောင်းကောင်း camera ကောင်းကောင်းနဲ့ရမယ်ပြီးတော့ဒီကောင်းရဲ့ display က6.36 inch ရှိတဲ့အထောက်မှာ active pro m1 နဲ့လာရယ်ပြောနောက်တစ်ချက်အနေနဲ့ဒီ display သေးသေးလေးကရုပ်ထွက်ကာလာပိုင်းဘာမှပြောစရာမလိုတော်တော်လေးကိုမိုက်တယ်။ performance ကတော့ snapdragon A လေးနဲ့လာတယ်။ဒါတော့အားလုံးသိပြီးသား certification တွေကြီးပဲ။တကယ်တမ်းအဓိကဒီကောင်က main point ကဘာလဲဆိုရင်တရက်တာလုံးမှာပေါ့ပေါ့ပါနဲ့ဖုန်းတစ်လုံးကို premium Samsung camera ကောင်းကောင်းရုပ်ထွက်ကောင်းကောင်းနဲ့ဒီဖုန်းတစ်သေးလေးကလုပ်ပြနေတယ်ရှိတယ်။ထေချာတာကတော့ daily driver အနေနဲ့တော့ဒီ Xiaomi 15ကတော်တော်ကိုမှအဆင်ပြေတယ်။ကျွန်တော်ဆိုရင်ဒီဖုန်းမှာအကြိုက်ဆုံးအချက်၃ချက်လောက်ရှိတယ်။အဓိကတော့ဒီကောင်းရဲ့ camera ဘိုင်းပြီးရင်ဒီကောင်းရဲ့ design ဘိုင်း big quality ဘိုင်းပြီးတော့ဒီကောင်းရင် display ဘိုင်းဒီ၃ချက်ကိုတော့တော်တော်လေးသဘောကျတယ်နောက်ထပ်အားလုံးလဲကြိုက်မယ်ဆိုတော့အချက်ကတော့ silicon carbon battery ဖြစ်လာတာပဲ battery capacity ပိုများလာတယ်ဒါပေမဲ့ weight ကအရင်လေးမလာဘူးပြီးတော့ battery ကတော်တော်လေးကို ခံတယ်ပြီးတော့ HyperOS 2ကလည်း Xiaomi 15နဲ့အတူပွဲထုတ်လာတာဆိုတော့ဒီကောင်းရဲ့ HyperOS 2ကလည်းကျွန်တော်ဒီ Xiaomi 14 Pro ဘာလို့မှ300အထက်ပို့ပြီးတော့ smooth ဖြစ်တယ်ဘာပြော user experience အနေနဲ့ clean ဖြစ်တယ်ဒါ smooth ဖြစ်တယ်300ကအရင်အဆင်ပြေရယ်ဆိုတဲ့ feeling မျိုးလည်းရတယ်ဘယ်လိုပဲပြော25သိန်းကျော်ဝန်းကျင်မှာ Xiaomi 15ကတော့တော်တော်ကုန်မှအဆင်ပြေတဲ့ဒါ flagship compact phone လို့ပြောရမယ်ဆိုတော့ကိုလိုလိုဆိုရင်က Xiaomi 15ကိုသဘောကျလား ဘယ်အချက်တွေကိုပို့ပြီးတော့ကြိုက်လဲအောက်ခ comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ပြီးပါ Yangon Mobile Store